ြည်နယ်မိသမီးတလက်ဖြောင်စတင် ထွေးပေးနေပြီဆိုတာအားလုံးသိအောင်လို့တီးပေးလိုက်တဲ့ဝေလာဤ အားလုံးမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဇလန်းတွဲတွေရိုက်ကိုရဲနဲ့ပြိသက်အားပေးမှုခိုင်မာရရှိတဲ့ဝေလာရှိကတော့ခုဆိုရင် အမားဖြစ်သူကိုမင်းသမီးဖြစ်အောင်လုပ်ပေးဖို့ပြင်ဆင်နေပြီလဲဖြစ်ပါရစေဝေလာကြီးကတော့အမှုပညာလမ်းကြောင်းပေါ်ရောက်ဖို့အမားဖြစ်သူကိုမိခိုးကြရသလိုအခုလေသူအမြင်နေချိန်မှာလည်းအမားဖြစ်သူကိုအမြင့်ရောက်အောင်တွန်းတင်ပေးဖို့ပြင်ဆင်နေကြတာပါဝေလာကြီးကအမှုပညာလောကရဲ့ကိုမိုးဝင်ခင်ကလေးကအမားဖြစ်သူနောက်ကိုလိုက်ပြီးတော့ပွဲတွေမှာတချင်းတွေဆိုခဲ့ပူပါရစေ သူငငယ်ကလေးဘွားမတွေကအမဖြစ်သူလိမ္မော်တီးရဲ့ဖြောပြေပွဲလေးကိုလိုက်ရင်တချင်းတွေဖြောပြေကြတာလည်းဖြစ်ပါတယ်။ဝေလာကြီးကတော့အမှုပညာဝန်ဆောင်မရှိခင်တည်းကအမဖြစ်သူရဲ့ကာမှုနဲ့ပရိသတ်တွေရဲ့ထိတိတ်ခွင့်ရှားတယ်လို့အမှုပညာလောကနဲ့လည်းရင်းနှီးကျွမ်းဝင်ကြတာလည်းဖြစ်ပါတယ်။ဝေလာကြီးကတော့ပရိသတ်ဖြစ်တဲ့အမှုပညာရှင်တယောက်ဖြစ်ဖို့အမဖြစ်သူကတစိတ်တဒေတာပံ့ပိုးပေးကြတာမလို့အခုဆိုရင်အောင်မြင်တဲ့မင်းသမီးနေရာကိုရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ဝေလာကြီးကတော့ပရိသတ်တွေကနှင်းစီဇလန်းတွေမှာစတင်ခဲ့ကြတာပါ။ တရုတ်ဆောင်တစ်တယောက်ဖြစ်ပေမဲ့ပြ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 တရုတ်ဆောင်နိုင်ခဲ့တဲ့ပြင်သူ့ရဲ့ပုံစံကြောင့်ပြိတဲ့ကြမှာနမဲရလာသလိုရှင်နတာခင်ကြီးဇလန်တွေရှိုက်ကူးချိန်မှာတော့မတိသူမရှိတော့တဲ့အထိပါပဲဝေလာရာနုပညာနဲ့ပတ်သက်ရင်စံကောင်းနေစိုးရမှာပါကိုရင်ကလည်းစူးစားတဲ့လူတယောက်ဖြစ်သလိုကံမကောင်းနေတာကြောင့်အချိန်တိုတွင်းမှာအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ် ဝေးလာရီကတော့ဇလန်းတဲတွေရှိုက်ကူရင်အောင်မြင်လာခဲ့တယ်လို့အခုဆိုရင်တော့ရုပ်ရှင်စကားကြီးတွေကိုပါနားရမရှိအောင်ရှိုက်ကူနေရတဲ့အထိကိုအောင်မြင်နေပြီလေဖြစ်ပါတယ်ဝေးလာရီကတော့အခုချိန်မှာအောင်မြင်ရင်လမ်းကြောင်းပေါ်မှာမအားလက်နိုင်အောင်အလုပ်ရှုပ်နေပေမဲ့ အမားဖြစ်သူကိုတော့မိမထားနိုင်ပါဘူးနော်ဝီလာရီယာသူကိုယ်တိုင်လည်းအောင်မြင်နေသလိုအမားဖြစ်သူကိုလည်းအောင်မြင်တဲ့ဥပညာရှင်တရားဖြစ်စေချင်နေတာပါဝီလာရီယာအစိုးပိုင်းမှာလည်းထူးချွန်သလိုတရုတ်ဆောင်ပိုင်းမှာလည်းပါရမီပါပြီးတော့ထူးချွန်သူတရားမလို့အမားဖြစ်သူကိုလည်းအစိုးရမင်းသမီးဆိုတဲ့ကိုကိုရစေချင်တာသူရဲ့ဆန္ဒပါပဲဝီလာရီယာအရင်ကအမားဖြစ်သူကိုမင်းသမီးလို့ဖို့တိုက်တွန်းခဲ့ပုံပေမဲ့သူရဲ့စိတ်ကူးတွေကလက်တွေ့ဖြစ်မလာခဲ့ပါဘူးဝီလာရီယာအမားဖြစ်သူမင်းသမီးဖြစ်ဖို့အစွမ်းကိုပံ့ပိုးပေးနေပြီလေဖြစ်ပါတယ် ။ဝီလာယီကတော့ခုချိန်မှာအမားဖြစ်သူမိသမီးဖြစ်လာဖို့တေချာထွေးပေးနေတာပါ။သူကအမားဖြစ်သူကိုတရုပ်ဆောင်တာနဲ့မဆိုင်အောင်ကျညာတွေကိုစတင်ရိုက်ခိုင်းနေပြီလေဖြစ်ပါတယ်။ဝီလာယီကတော့သူ့ကိုလာငားတဲ့ကျညာတွေကိုအမားဖြစ်သူကိုလွှဲပေးပေးရှိုက်ခိုင်းတဲ့အထိကိုစပိုးတင်ပေးတာလည်းဖြစ်ပါတယ်။ ဝေလာရသူရဲ့ကြညာတွေကိုအမားဖြစ်သူကိုခွဲဝေပေးခဲ့တယ်လို့အမားဖြစ်သူတရုတ်ဆောင်တဲ့နေရာမှာလွဲချက်ရှိတာတွေကိုပြုပြင်ပေးနေပြီလေဖြစ်ပါတယ်။လီမော်တီကတော့အစိုးပိုင်းမှာထူးချွသူတရားဖြစ်ပေမဲ့တရုတ်ဆောင်ဘက်မှာတော့အခုမှစာလုံးရင်စမှာမဟုတ်သူအနေနဲ့စွမ်းကိုပံ့ပိုးပေးပြီးထရိနေပေးနေတာလေဖြစ်ပါတယ်။ဝေလာရှိရတော့အမားပေါ်ထားတဲ့စိတ်တွေပံ့ပိုးမှုကြောင့်ပဲအခုဆိုရင်အမားဖြစ်သူဟာမင်းသမီးတဦးအနေနဲ့ပွဲဥထွက်စကားရိုက်ကိုဝင်ရှာပြီလေဖြစ်ပါတယ်။ဝေလာရှိရအနုပညာလောကကိုဇလန်းတွဲရှိုက်ပြီးတော့ဝင်ခဲ့ရပေမဲ့သူပံ့ပိုးပေးနေတဲ့အမားဖြစ်သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးယာယီနဲ့ဝင်လာမှမို့သူ့အနေနဲ့ပြီးပြီဖြစ်နေပါပြီ။လင်းမော်တီကတော့ရုပ်ရှင်ဇာတ်ကားကြီးတကားမှမင်းသမီးနေရာကနေတရုတ်ဆောင်ပေးဖို့ကန့်လန့်ခံထားရတာလည်းဖြစ်ပါရည်။စကားတကားမှမရိုက်ဘူးပင်မရိုက်ရတော့လေရုပ်ရှင်စကားကြီးဟာစပြီးတော့ရိုက်ခွင့်ရတာမလို့ဝီလာကြီးကတော့ဝမ်းသာမဆုံးဖြစ်နေပါပြီဝီလာကြီးကတော့မင်းသမီးလိုချောတဲ့သူ့ရဲ့အမကိုအဆိုတော်မင်းသမီးဖြစ်မြင်ခွင့်ရတော့မှမို့ပီတီပြဖြစ်နေပါပြီနော်ဟုတ်ကဲ့ပါခလိုဆက်ဝေစားဝဲတင်းကျောင်းရရပြင် နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုချိန်နဲ့ပြင်းပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။